ဟယ်လိုအားလုံးပဲမင်္ဂလာပါရှင်လူကြီးနဲ့လူငယ်မိဘနဲ့တားသမီးပေါ့နော်ဇားထဲမှာဘာဖြစ်လို့နားလည်မှုတွေလွဲနေကြတာလဲပြိပက်ခလေးတွေဖြစ်နေကြတာလဲဘာကြောင့်ဖြစ်နေရတာလဲဆိုတဲ့အကြောင်းကိုကျမကဒီဗီဒီယိုလေးနဲ့ရှင်းပြပေးသွားမှာဖြစ်ပါတယ်ရှင်အဲ့တော့ကျမတို့က generation alike ပေါ့เนาะသဘောတဘာဝတွေကိုသိထားမှာเนาะလူကြီးနဲ့လူငယ်ရဲ့ဈားထဲမှာမိဘနဲ့သားသမီးတွေရဲ့ဈားထဲမှာဆရာဆရာမနဲ့ចောင်းသူចောင်းသားတွေရဲ့ဈားထဲမှာဘာဖြစ်လို့ဒီလိုနားလည်မှုတွေလွဲနေရလဲဆိုတာကိုဖြည့်ဆင်းနိုင်မယ်လို့ယုံကြည်တယ်။အဲ့တော့ကျမတို့က generation ဆိုတာကိုသိဖို့လိုတယ်။အဲ့တော့ generation ဘယ်နဲ့အုပ်စုရှိလဲဆိုတာကိုသိဖို့လိုတယ်။အဲ့တော့ generation ဆိုတာဘာလဲဆိုတော့ကျမတို့မျိုးဆက်ကိုပြောတာပေါ့နော်။မျိုးဆက်ကိုကြီးပြင်းခင်ရတယ်ကိုမွေးဖွားခဲ့တဲ့နှစ်လိုက်ပေါ့နော်။ကိုတွေ့ကြုံခံစားခဲ့ရတဲ့အတွေ့အကြုံတွေနီးပညာတွေခံစားမှုတွေမတူညီတာတွေကိုကျမတို့ကမျိုးဆက် alike ခွဲထားတယ်ပေါ့နော်အဲ့ဒါမျိုးဆက်ဘယ်နှအုပ်စုရှိလဲဆိုရင်6အုပ်စုရှိတယ်အဲ့တော့ပထမအုပ်စုမျိုးဆက်ကဘာလဲဆိုတော့ the silent generation အဲ့အုပ်စုကကြတော့အသက်80ကျော်အရွယ်ရောက်သွားတဲ့မျိုးဆက်ပေါ့နော်သူတို့ကကြတော့သူတို့ခင်မှာဆိုလို့ရှိရင်နီးပညာတွေကမထွန်ကားသေးဘူးရှေးရွာယုံကြည်မှုအစွဲလန်းနေရှိတယ်နံပါတ်2ကကြတော့ baby boomer တွေ baby boomer တွေကကြတော့အသက်60အရွယ်ကိုရောက်သွားတဲ့မျိုးဆက်ပေါ့နော်အဲ့ဒီခင်မှာဆိုလို့ရှိရင် TV ပေါ်လာပြီးရုပ်မြင်သံကြားတွေပေါ်လာပြီးဒါပေမဲ့မိသားစုကိုဦးစားပေးတဲ့အဲမျိုးဆက်ပေါ့နော်နံပါတ်3ကကြတော့ generation age generation CX ကကြာတော့အသက်40နဲ့60ကြာပေါ့เนาะအဲ့ဘက်ခင်မာဆိုလို့ရှိရင်အဲ့ခင်မာဆိုလို့ရှိရင်เนาะကွန်ပျူတာတွေစပြီးပေါ်လာပြီနီးပညာတွေစပြီးတော့ပေါ်လာပြီပေါ့เนาะနံပါတ်4ကကြာတော့ generation 1 generation 1ကကြာတော့အသက်30နဲ့40ကြာကိုရောက်နေပြီ internet တွေပေါ်လာပြီ facebook တွေပေါ်လာပြီ tiktok တွေပေါ်လာပြီ social media ပေါ်မှာလူကြိုက်များတယ်ကိုယ့်ဟာကိုစွန့်စားရတာပိုကြိုက်တဲ့အရွယ်အမျိုးဆက်ပေါ့เนาะနံပါတ်5ကကြာတော့ generation z generation z ကကြာတော့အသက်73နှစ်ကနေအသက်26နှစ်ကြာမှရှိတဲ့ မျိုးဆက်ဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့ခေတ်မှာကျတော့ကျွန်တော်တို့ဒီဘက်ခေတ်ရောက်လာပြီပေါ့နော်ဒီဘက်ခေတ်ဆိုတော့အင်တာနက်တွေနဲ့ကြီးပြင်းနေကိုကိုတိုင်းလေ့လာသိယူရတာကိုစိုက်တဲ့မျိုးဆက်ဖြစ်သွားပြီနောက်တော့နောက်ဆုံးကကျတော့ alpha နော် generation alpha generation alpha ကကျတော့ကျွန်တော်တို့အသက်73နှစ်အောက်ကလေးတွေအဲ့ကလေးတွေကကျတော့မွေးတွေကသူက digital နဲ့ digital ဘုံးလေးတွေပေါ့နော် AI နဲ့ AR တွေ VR တွေနဲ့သူတို့ကတိုးတက်တဲ့ခလေးတွေဖြစ်လာပြီပေါ့နော်အဲ့တော့မျိုးဆက်တိုင်းမျိုးဆက်တိုင်းမျိုးဆက်တိုင်းမှာဆိုရင်ကျမတို့ကနီးပညာတွေရှိတယ်အတန်မဝဲသောနီးလန်းတွေနဲ့လူငွေအမြင်တွေမတူကြဘူးပေါ့နော်အဲ့ဒါကြောင့်မလို့မိသားစုတွေဈားထဲမှာလုပ်ငန်းခွင်တွေဈားထဲမှာအဖွဲ့အစည်းတွေဈားထဲမှာအဲ့လိုမျိုး꽌ဟတ်ချက်လေးတွေဖြစ်နေကြတာပေါ့နော်အဲ့တော့ဒီ generation 6အုပ်စုအကြောင်းကိုဒါသိထားမယ်နားလည်ထားမယ်ဆိုရင်ကျမတို့ပတ်ဝန်းကျင်ကြီးကပို့ပြီးတော့တာရမယ်လှပါမယ်เนาะ ဘာကြောင့်ဖြစ်နေရတာလဲเนาะ तू อ่ะဘလို့အဲဘလို့အသက်ရွယ်မှာဘလို့မျိုးဆက်မှာရှင်တန်ကြီးပြင်းနေထိုင်ရတာလဲဆိုတာကိုသိသွားရင်ကျမတို့ကနားလဲသွားရင်တယောက်နဲ့တယောက်ညှိယူလို့ရတယ်ပြောဆိုလို့ရတယ်နားလဲမှုတွေပို့ပြီးတော့ရှိသွားတယ်ဆိုလို့ရှိရင်ကဘာကြီးကပို့ပြီးလှပလှပတာရပြီးတော့အဆင်ပြေတဲ့အဖွဲအစည်းပေါ့เนาะနေရာဌာနတစ်ခုဖြစ်သွားမယ်ဆိုရင်ပို့ပြီးတော့ပျော်ရွှင်ရမယ်နေရာလေးဖြစ်သွားမှဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့အဲကျမကဒီเจ้าရလေးကိုရှင်းပြပေးရခြင်းဖြစ်ပါတယ်